ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံမှာနိုင်ငံတကာယင်းနီမြုံနှံမှုများမရှိတဲ့အတွက်လူငယ်တွေအကုန်လုံးဟာတခြားတိုင်းပြည်များကိုသွားရောက်အလုပ်လုပ်နေရပြီးတော့ပြည်ပရောက်မြန်မာလူငယ်ငါးတန်းကျော်စီကနေလောက်ခလာစာများပြည်တွင်းထဲကိုပြန်လည်ရောက်ရှိရေးအတွက်လှုံ့ဆော်ရမှာဖြစ်တယ်လို့ကျန်းဖို့ပါတီကဥက္ကဋ္ဌခင်ရီနဲ့တောင်းအေးတို့ကပြောဆိုလိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကျပ်ပေါ်ပါတီရဲ့မဲဆွယ်စည်းရုံးပွဲများမှာခင်ရင်နဲ့ပေါင်းအေးတို့နှစ်ယောက်စလုံးကပြည်ပရောက်မြန်မာလူငယ်များအရေးနဲ့ပတ်သက်ပြီးတော့ထုတ်ဖော်ပြောဆိုလာကြပြီး အခုလိုပြည်ပရောက်လူငယ်များစီကနေငွေချင်းများပြည်တွင်းထဲကိုရောက်ရှိရေးအတွက်လုံဆောင်ရန်ပြောဆိုလာကြတယ်လို့သိရပါဗျ။လုံဘမလာ25ရက်နေ့မွန်လွယ်ပိုင်းမှာပျော်ဝယ်မြို့နယ်ချင်းနီကျေးရွာနဲ့တီကုန်းကျေးရွာတို့မှာကြပ်ဖို့ပါတီကအကွေးရဲမှုလည်းဖြစ်ပျော်ဝယ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်လောင်းလဲဖြစ်တဲ့ပေါင်းအေးဆိုတဲ့မအေးဘေးကပြည်သူများနဲ့တွေ့ဆုံရမှာတိုင်းပြည်မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမရှိတဲ့အတွက်မြန်မာလူငယ်များအားလုံးပြည်ပထွက်ပြီးတော့အလုပ်လုပ်နေရကြောင်းပြောဆိုလိုက်ပါတယ်။နိုင်ငံတကာကဖိအားတွေပေး ေးပြီးတော့ကျွန်တော်တို့တိုင်းပြည်အတွက်အရင်နေ့တွေဘာမှမရဘူးယင်းနေ့မြုံနယ်ကျင်းတဲ့သူတွေလည်းလာပြီးတော့ယင်းနေ့မြုံနယ်လို့မရဘူးအဲ့ဒီတော့ကျွန်တော်တို့မှာအလောက်ကိုင်းမရှိဘူးပေါ့အခွင့်အရေးတွေမရှိဘူးမရှိတော့ဘာဖြစ်လဲဆိုတော့လူငယ်တွေအကုန်လုံးကတခြားတိုင်းပြည်တွေကိုပဲသွားပြီးတော့လွတ်လပ်ကြရတယ်ဒါအပြင်ပို့ဆိုတာကခုနကပြောသလိုအခွင့်အရေးဆိုတာတိုက်ယူမှရတယ်ဆိုတဲ့အတွေးခေါ်တွေနဲ့လူငယ်တွေကိုလမ်းမကိုပို့ပစ်လိုက်တာပဲနှမျောဖို့အရန်ကောင်းတာပဲလို့ကြော်ဝယ်မြို့နယ်ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဟောင်း ကောင်းအေးဆိုတဲ့မေဘေးကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ19ရက်နေ့ကရန်ကုန်မှာရှိတဲ့မဲဆွယ်စည်းရုံးပွဲမှာကျန်းဖို့ဥက္ကဋ္ဌခီရီကဒီပရောက်လူငယ်အလုံးသမား9တန်းကနေ10တန်းအထိရှိပြီးတော့အဲ့ဒီလူငယ်များရဲ့လောက်ကလဆာများကိုပြည်ရင်းထဲကိုပြန်လည်ရောက်ရှိရေးအတွက်လှုံ့ဆော်ရမှာဖြစ်တယ်လို့အောက်တန်းစားခီရီကပြောဆိုလိုက်ပါတယ်။ဂျိုးရမှာ9တန်းပဲရှိပါဦး။နှစ်လမှာဘတ်တစ်ထောင်နဲ့လွဲလွဲတယ်ဆိုပါဦး။ဘယ်လောက်ရမယ်ထင်လဲ။ဟုတ်ပါဒါကျွန်တော်တခုတည်းပဲပြောတာပါနော်အလုပ်မှန်းနဲ့ပတ်သက်လို့ချုပ်ပြောလို့ချင်း ဒီပမာရှိတဲ့ကျွန်တော်တရားဝင်လုပ်သားတွေကိုတရားဝင်ဖြစ်အောင်သူတို့ရဲ့ငွေလွှဲပြောင်းမှု remittance ကိုသူတို့လည်းအကျိုးရှိသူတို့မိသားစုလည်းအကျိုးရှိနိုင်ငံတော်လည်းခွန်ရဆိုတဲ့၃၃ပလဲ win-win situation ဖြစ်အောင် မဖြစ်မနေပါနိမယ်လို့ပြောတယ်ဒါအပြင်ကျပ်ဖို့ပါတီကမြန်မာနိုင်ငံကြီးစင်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးအသွာမြန်မာ sustainable development plan ကိုပညာရှင်များနဲ့တိုင်ပင်ပြီးတော့စီမံချက်ချထားကြောင်းလက်ရှိစစ်တပ်ကလည်းအဲ့ဒီစီမံချက်အပေါ်မှာအခြေခံပြီးတော့လုပ်နေတယ်လို့ထုတ်ဖော်ပြောဆိုလိုက်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ